မန္တလေးတိုင်းတောင်သာမြို့ပေါ်မှာစစ်တပ်ထိုင်ချထားတဲ့မကြီးရိုးဂိတ်ပါဝင်ဂိတ်တကူကိုတွန်လိုက်တပ်တွေကတပြိုင်တည်းဝင်တက်ရမှာစစ်တပ်ဘက်ကသိဆုံးမှုမရပြီးတဲ့နောက်စစ်သားတွေစခန်းဆော့ခွာ ထွက်ပြေးသွားတယ်လို့မြစ်ချံခရိုင်တိုင်းရင်းသူကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ9ရက်မနက်6နာရီမှာဝင်တက်လာဖြစ်ပြီးမကြီးရိုးဂိတ်ရှိဘန်ကာစစ်တပ်ခုစလို့ကိုသိနိုင်ခဲ့တယ်။စစ်သားတွေအလုံးစခန်းဆော့ခွာထွက်ပြေးသွားပြီးအလောင်းသုံးလောက်ကြံခဲ့တာတွေ့ရတယ်။စခန်းကိုမိရှုပြီးတွန်လိုက်တပ်တွေပြန်ခွာခဲ့တယ်လို့ဆိုပါတယ်။ တခါပေးသိနိုးတော်မှာရှိစစ်တပ်စခန်းကိုဝင်တက်ရောက်မှလဲစစ်သားတွေအလားတူထမ်းမှထွက်ပြေးသွားတယ်။ဘန်ကာဆင်းလုံးနဲ့စစ်တလုံးကိုသိမ်းနိုင်ခဲ့တယ်။စကြန်းအထွက်သံလန်းကြီးမှာတော့အပြန်လာပြစ်ခတ်မှုဖြစ်ပြီးစခန်းမသိမ်းနိုင်ခဲ့ဘူးလို့သိရပါတယ်။တီယိုဆိုရရဲ့ဂျောင်းဝင်မှုကိုလက်မခံနိုင်ကြောင်းမုတ်ကိုမြုပ်ကိုတီယန်လီကစစ်တပ်လက်ထက်ပြန်လွှဲပေးမဲ့ပုံမကျေနပ်ကြောင်းမုတ်ကိုမြုပ်ခန့်တွေကတန်ဖိုးတီးဆန္ဒပြကြတယ်လို့မန္တလေး Free Press ကဖော်ပြပါတယ်။ ်နိုဝင်ဘာ6ရက်ညဦးပိုင်းမှာတံမိုးတွေတီးပြီးဆန္ဒပြနေတဲ့အသံတွေကိုဗီဒီယိုဖိုင်တဲ့မြင်ရကြရပါတယ်။အချို့မျိုးခံတွေကတော့တံမိုးတီးရင်သွေးသေးစာသချင်းပြီးဆိုနေတာကြရပါတယ်။တရုတ်ဆိုရရဲ့ PR ပေးမှုကြောင့် TNL တိုင်းမျိုးသားလွန်မြောက်တက်မတော်ကစစ်ကောင်စီနဲ့အပြေးရလိုက်ပြီး မကြာခင်ရပ်ပိုင်းအတွင်းမှာမုတ်ကုတ်မုံမေကိုစစ်တပ်စီပြန်အားထုတ်မယ်လို့သတင်းတွေထွက်ပေါ်နေစဉ်အခုလိုဆန္ဒပြပွဲဖြစ်ပေါ်လာတာပါတဖက်မှာလည်းတရင်လေရဲ့မဟာမိတ်မန္တလေး PDF ကဒီလိုလွှဲပေးတာကိုလက်မခံနိုင်ဘူး PDF တွေစုပေါင်းကောက်ကွယ်မယ်အညာဒေသက PDF တပ်တွေအလုံးမုတ်ကုတ်မှာလာစုရောက်ဖို့ဖိတ်ခေါ်ထားတဲ့အတွက်အညာဒေသကတိုင်းရင်းတော်များများမုတ်ကုတ်ဒေသမှာရောက်ရှိနေပြီလို့သိရပါတယ်။တချို့တဲမှာပဲ KIA ကချင်းလိုလိုက်တပ်မတော်နဲ့ KPDF တပ်တွေကလည်းမုံမိတ်ဖက်မှာ နေရာယူထားတယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ကချင်ပြည်နယ်ဖက်ကဒေတာရှိ ယူမာဆိုင်ဖရာနဲ့ကမ်မော့ဇော့တက်စကန်တို့ခုကို KIA ကချင်လိုလိုက်တမန်တော်နဲ့ KPDF ပူပေါင်းတပ်တွေကသိပ်ပဲ့လိုက်ပြီးလက်နက်များစွာရရှိတယ်လို့ Semester News ကဖော်ပြပါတယ်။နိုဝင်ဘာ5ရက်ညနေ3:00နာရီခန့်မှာ KIA တက်မော့ကိုတရင်၄၄နဲ့ KPDF ပူပေါင်းတပ်တွေကထိုးစစ်ဆင်သိပ်ပဲ့လိုက်တာဖြစ်ပြီးလက်နက်တွေလည်းသိမ်းမိတယ်လို့ရှီတန်သတင်းရက်ွက်တွေကပြောပါတယ်။ တချီထဲမှာပဲဗမော်မြို့849နဲ့သုံးမိုင်ဝန်းကျင်မှာလူဝင်မှာ6ရက်ကတိုက်ပွဲပြစ်ထန်ပြီးကာကင်းစခန်းတချို့ကို KI နဲ့မဟာမိတ်တွေကသိမ့်ပိုက်နိုင်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ပကူနယ်ဖြစ်မြို့နယ်မကြီးကိုတောင်ကျေးရွာကိုဗိုလ်လာကျဲတဲ့ဂျန်ရိုကော်ပတာပြတ်ကျပြီးစစ်သားနှစ်ဦးသေဆုတယ်လို့အမှန်နဲ့စစ်စင်နေမြေကသတင်းထုတ်ပြန်ပါတယ်လူဝင်မှာ6မနေ့ပိုင်းမှာမကြီးကိုကျေးရွာကိုမုံမြို့ခြေဆိုင် ခမရ၅၉တုံညာကလည်းလည်းကြည့်လို့နဲ့ပြေးပြီး drone နဲ့ပုတ်ကျဲတယ်မုံလွဲတနိုင်ခွဲခတ်မှာတော့ဂျေရိုကော်ပတာနဲ့စီရောက်လာပြီးလူနေအေရီပေါ်ပုတ်ကျဲတယ်လို့ဆိုပါတယ်အဲ့ဒီပုတ်ကျဲတက်ခတ်မှုကြောင့်အရသာတဦးသေဆုံးနေအ၆လုံးမိလောင်ခဲ့ရပါတယ်ပုတ်ကျဲပြီးပြန်သွားတဲ့ဂျေရိုကော်ပတာနှစ်စီးတက်ကတစီးဆက်ချုပ်ရင်းပြတ်ကျပြီးရင်ပေါ်ပါတဲ့စစ်သားနှစ်ဦးသေဆုံးသွားတယ်လို့ဖော်ပြထားပါတယ် တင်းသာတန်ကောသောခရင်ခမောကြီးမြို့နယ်လေးရွာနဲ့ထူးဆိုဖြန်လန့်ဖက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုတွန်လိုင်းတပ်ကကြပြတ်တက်ခဲ့ရမှာစစ်သားရှိဦးသိပြီးနောက်ထပ်စစ်သားအလောင်း၁၈လောင်းမိရှုထတာတွေ့ရတယ်လို့ကောသောခရင်ပါကာဖားကသတင်းထုတ်ပြန်ပါတယ်နိုဝင်ဘာ၂ရက်မွန်လတနက်ခွဲခန့်မှာအင်အား၈၀ပါစစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတက်ခဲ့တာဖြစ်ပြီးအနီးကပြစ်ခတ်ကတိုက်ပွဲချီသုံးနိုင်ကြတယ်စစ်တပ်က ဘူတူတက်ချာကြီးတူပေါဝင်ရှိဦးတက်ဝဲတွင်သေးတာတွေ့ရပြီးနေမည်ရှိတဲ့အခါအနီးနားကစာသင်ကျောင်းအတွင်းမိရှုထားတဲ့စစ်သားအလောင်း၁၈လောက်တွေ့ရတယ်လို့ဆိုပါတယ်။တော်လိုင်းဘက်ကလည်းရဲဘော်နှစ်ဦးကြားဆုပ်ပြီးတူတန်ရာရပါတယ်။ဒီတက်ခတ်မှုကို KTL ဘူချုံမြအထုတန်ရင်ကောတောင်မြို့နယ်ပကဖားနဲ့ဘူပြင်းမြို့နယ်ပကဖားပူပေါင်းဆောင်ရွက်လာလို့ဖော်ပြထားပါတယ်ခင်ဗျာ။